စက်ကလက်တဲ့အလဲနေရပါမယ်အဲ့ဒါသွားနေမယ်တောက်လျှောက်သွားနေမယ်အလုတ်လုတ်နေတာပေါ့နော်ပြောချင်တယ်မသိလားရွှေနေနှလုံးလုံးတော့နော်အဲ့ဒါလေးတစ်ချက်သိနိုင်မယ်ပြီးတော့ App Store ပါမပါနော်တချို့ iPhone ကလုံးနေမှာကြာတော့ကျွန်တော်မမြင်ဘူးကျွန်တော်ကြားဘူးတာပေါ့နော် Google Play Store အဲဒီကောင်ပေါ်လာပြီဒီလုံးလေးပေါ်လာပြီနော်ဒါတော့ iPhone 13 128 pick လောပေါ့နော်ဒီကဘန်းရောင်လေး activation ဒီမှာ yes လောက်တယ်เนาะ activation လောက်ထားလားတဲ့ register အဲဒီကောင်ပေါ်လာပြီเนาะဒီတော့ဒါလေးပေါ်လာပြီเนาะအဲ register အ register လောက်ထားလားဆိုတော့ register device လား yes เนาะပြီးတော့ purchase date ကလည်း yes ဖြစ်မယ် app ခရကျတော့ no လို့ဘာလို့ပြလဲဆိုအဲ့ဒါလည်းစိတ်ပူစရာမလိုဘူးเนาะအဲ့ဒါဘာလို့ပြလဲဆိုတော့ကျွန်တော်တို့ app ခရကျတော့အားလုံးပဲမင်္ဂလာပါကျွန်တော်ဗီဒီယိုတွေမတင်ပေးဖြစ်တာလည်းတော်တော်ကြာသွားပြီပေါ့เนาะ အဲဆိုတော့ဒီဗီဒီယိုမှာတော့ကျွန်တော်ဘာကိုအမျှဝေပေးသွားမလဲဆိုရင်ကျွန်တော်အရင်က iPhone 2ဝယ်တဲ့ခါမှာကျွန်တော်စစ်စစ်ရမယ့်အချက်တွေပေါ့နော်အဲဒါလေးကျွန်တော် sharing လုပ်ပေးခဲ့ပါတယ်အဲ့ထဲမှာကျွန်တော်ပြောရတဲ့အထက်မှာအဲဒီ website မှာစစ်တဲ့နေပေါ့နော် ကျွန်တော်တို့ဒီဖုန်းရဲ့ဒီ specification တွေဖုန်းမှာရှိတဲ့ color တွေ gift တွေသူရဲ့တခြားဟိုတာပေါ့နော် ဘယ်လိုပြောမလဲ region တွေကစပြီးတော့သူရဲ့ activation လောက်ထားလား register လောက်ထားလားအဲ့ဒီလိုမျိုးအချက်တွေကစပါဘောเนาะကျွန်တော်တို့စစ်လို့ရပါတယ်အပြီးတော့လက်ဆက်ထံမှာဘောเนาะဟိုတချို့ကြီးလုံးဝဒီ new user တွေစိတ်ပူနေတဲ့ဟာဘောเนาะဟိုဟို iPhone အတူလားကလုံးလားအဲ့လိုမျိုးစိတ်ပူနေကြတာဘောเนาะအဲ့မှာကျွန်တော်တို့သိနိုင်တဲ့အချက်ကကျွန်တော် website မှာလည်းသိနိုင်တယ်လို့ကျွန်တော်ဒီမှာတည်နိုင်ရကျွန်တော်တို့ဒီမှာဖုန်းရဲ့ application original ပါတဲ့ application မှာတည်နိုင်ရည်လက်တံပေါ့နော် ဒီနိုင်လက်တန်စက္ကန့်စက္ကက်လက်တန်ပေါ့နော်ဒီစက္ကက်လက်တန်လည်နေရပါမယ်အဲ့ဒါတွားနေမယ်တောက်လျှောက်တွားနေမယ်အလုတ်လုံနေတာပေါ့နော်ပြောချင်တယ်မသိလားရွှေနေနှလုံးလုံးနော်အဲ့ဒါလေးတစ်ချက်တည်နိုင်မယ်ပြီးတော့ App Store ပါမပါနော်တချို့ iPhone ကလုံးနေမှာကြတော့ကျွန်တော်မမြင်ဘူးကျွန်တော်ကြားဘူးတာပေါ့နော်ဟို Google Play Store တွေပါတယ်လေ Play Store Play Store Google မဟုတ်ဘူးနော် sorry Play Store ပေါ့နော် Play Store ရှိနေတတ်တယ်အန်ဒရိုက်ဟာတွေအဲ့ဒါရ software copy လုပ်ထားတယ်အဲ့လို တိတာလေဗျဟို Android ကတော့တုံးလိုက်ရဟိုကွာ Android ဆိုတော့ Android ပြောတာမဟုတ်ဘူးเนาะကျွန်တော်အဲ့ iPhone ကလုံးပြောတာအဲ့လိုမျိုးအဓိကကျွန်တော်တို့ App Store ပါမပါအဲ့ပြီးတော့ကျွန်တော်ပြောတဲ့ခဏ Play Store ပါနေမှာဆိုရင်အဲ့ဒါကြတော့ကလုံးပဲတည်ကြတယ်ပြီးတော့နိုင်လက်တန်ကိုကြည့်မှာပေါ့เนาะဒီ second လက်တန်ယူနေမလားအဲ့ဒါ၄ချက်เนาะအဲ့ဒါကျွန်တော်တို့အပြင်က application ကိုကြည့်ပြီးတော့တည်နိုင်မဲ့အချက်ပေါ့เนาะအဲ့တော့ကျွန်တော်ပြောအခုပြောမဲ့ဟာကကျွန်တော်တို့ ဒီ website မှာပေါ့နော် Safari ပေါ့ဖုန်း iPhone မှာဆို Safari ကိုခေါ်တာပေါ့အဲကျွန်တော်တို့ Google မှာလည်းဆက်လို့ရပါတယ် Google app download ရင် Google မှာလည်းဆက်ရအဲ့မှာကျွန်တော်တို့ setting ထဲကိုရင်သွားမှာပေါ့နော်ကျွန်တော်ဘာလုပ်ရမလဲဆို generate ထဲမှာအဲဒီ about တော့မယ် serial number တော့ကျွန်တော်ဆက်ရမှာပေါ့နော်အာကျွန်တော် serial number လည်းဆက်လို့ရတယ်လို့ IMEI နဲ့လည်းဆက်လို့ရပါတယ်ဒီမှာကျွန်တော် copy လုပ်လိုက်မယ်နော် IMEI ကကျွန်တော်ကျွန်တော်တို့ဒီမှာ IMEI ရှိတယ်ဒီ IMEI ကိုကျွန်တော်ဆက်မယ်ဒီအောင် serial number မှာကျွန်တော်ဆက်ပြမယ်နော်ကို ဟိုတန်ရပါတော့ကို IMEI နဲ့ဆက်ချင်လား serial number နဲ့ဆက်ချင်လားနှစ်မျိုးလုံးဆက်လို့ရပါတယ်။ Okay ကျွန်တော်ထွက်လိုက်မယ်။အဲ့တော့ဒီမှာကျွန်တော်ဘာဝင်ရမလဲဆိုတော့ကျွန်တော်စနေပြင်ပြမယ်နော်။ Okay ဒီမှာကျွန်တော် IN logger လို့ရိုက်ထည့်လိုက်ပါတော့။ကျွန်တော်ဝင်ထားပြီးသားဆိုတော့လေ IN logger လို့ကျွန်တော်ရိုက်မယ်ဒီလိုပုံစံလေးပေါ်လာမယ်။အဲတော့ပုံစံလေးလည်းပါနော်။ IN logger အဲမလေးပေါ်လာပြီ။ ျွန်တော် line တော့ဖွင့်ထားဖို့လိုမယ်เนาะကျွန်တော်တို့အဲ wifi နဲ့ la cellular နဲ့ la ပေါ့เนาะအဲအဲ့လိုမျိုးကျွန်တော်ကိုတုံးခြင်းနဲ့အားနဲ့ပေါ့เนาะကျွန်တော် line connection ကောင်းနေဖို့လည်းလိုမယ် okay ဒီကောင်ဒါတော့ပေါ်လာပြီဒီမှာကျွန်တော် copy paste လုပ်လိုက်မယ်အဲဒီလိုမျိုးပေါ်လာမှာဆိုကျွန်တော် i i check ဆိုပြီးတော့ကျွန်တော်နှိပ်လိုက်เนาะအဲ့လိုမျိုးဒါလေးပေါ်လာမှာเนาะအဲ့လိုမျိုးဒါကောင်ဆိုရင်လည်း copy လုပ်လိုက်မယ်အဲ paste လုပ်ဟမ်ဒါဘယ်လိုဖြစ်လို့ပြေခါဟာ အာ तू อ่ะဟိုကျွန်တော် ID ထည့်တာက तू တော့လေဒီကဟာကို copy လုပ်မလားဆိုတော့မေးတာပါဒီကောင်ကကျတော့ဒါကျွန်တော်စစ်နေပြီเนาะဒါကဖယ်လိုက်မယ်လုံးကက်နေအဲဒါလေးတက်တက် तू तू စက်ကဟာပါเนาะဟုတ်တယ်ဒါလေးကိုကျွန်တော်တို့စစ်တဲ့ခါမှာတခါနဲ့မရဘူးဆိုရင်ဒီမှာတခါလေးကျတော့သူရဲ့ security system က reject လောက်တာတွေပါရှိတယ်တခါနဲ့တော့မရတတ်ဘူးချုပ်ကြတော့တခါနဲ့ရရင်လည်းရတော့မယ်ဒါ server နဲ့ဆိုင်အများသုံးဆိုတော့လေအဲကျွန်တော်တခါနှစ်ခါလောက်ကျွန်တော်တို့ဆန်းရတယ် အဲနောက်တစ်ခေါက်ပြန်ဆန်းမယ်เนาะခဏ copy လောက်လာတာပဲကျွန်တော်ထပ်ဆန်းမယ်ချက်ဝမ်းမောပါเนาะထပ်လုပ်မယ်နောက်တစ်ချိန်ကျွန်တော်တော့များကျွန်တော်စစ်တလောက်စစ်ပူတလောက်ဆိုရင်တော့တစ်ချိန်တည်းနဲ့မရအောင်နှစ်ချိန်လောက်လုပ်ရတယ်အဲဒါဆိုတော့ဒါဆိုတော့ရအောင်မရအောင်လို့ဖြစ်လို့လည်းမသိသုံးချိန်ဖြစ်သွားတယ်โอเค connection နဲ့လည်းဆိုင်ဆိုင်မှာပါเนาะပြီးတော့သူရဟို server error ကြောင့်လည်းဖြစ်ရင်ဖြစ်မယ်ကျွန်တော်ထပ်ဆန်းမယ်เนาะတေးကြတလောက်တော့တစ်ချိန်နဲ့တော့မရအောင်ဗျာ ဒီကောင်ပေါ်လာပြီဒီလုံးလေးပေါ်လာပြီเนาะဒါတော့ iPhone 13 128 pick လို့ပေါ့เนาะဒီကဘန်းရောင်လေးတော့မရသေးဒီကောင်ထစ်စစ်အောင်အဲအဲ့လိုမျိုးကျွန်တော်တို့ဒီမှာပေါ်လာပြီအဲဒီမှာကျွန်တော်ဘာပေါ်လဲဆိုရင်ဒါခဏเนาะဒီကောင်လေးပြောပြောခင်လေးဒီမှာထစ်စစ်လိုက်မယ် Okay ဒီမှာ serial number လေးရတာ IMEI ရတာဆိုတော့အကြောင်းသူပြောလာတာเนาะ and the serial number or imei okay ဒါလေးစနေထုံးကျွန်တော်ဒါလေးပြပြောပေးမယ်เนาะ ဲ့တော့ဒီမှာ serial နဲ့မှာဒီမှာအမှန်ကိုသူပြမယ်ပြီးတော့ pass first activation နဲ့ဒီမှာ yes လောက်တယ်နော် activation လောက်ထားလာတဲ့ register အဲဒီကောင် ပေါ်လာပြီနော်ဒီဒါလေးပေါ်လာပြီနော်အဲ register အ register လောက်ထားလာဆိုတော့ register device လား yes နော် ပြီးတော့ purchase date ကလည်း yes ဖြစ်မယ် apple care ကျတော့ no လို့ဘာလို့ပြလဲဆိုအဲ့ဒါလည်းစိတ်ပူစရာမလိုဘူးနော်အဲ့ဒါဘာလို့ပြလဲဆိုတော့ကျွန်တော်တို့ apple care ကျတော့ကျွန်တော်ဝယ်300ရတယ်လीနော်ဒါကတော့နိုင်ငံခြားမှာ ဆိုရင်နိုင်ငံခြားတချို့တော့မှတိတ်တချို့တလီလောက်ပဲတုံးကြတယ်ကျွန်တော်မြန်မာပြည်မှာဆိုရင်တုံးလို့လူရှိလည်းရှိမှာပါဒါပေမဲ့အများစုကတော့မတုံးကြပါဘူးအဲ့ဒါတော့ကျွန်တော်တို့ visa ကတ်နဲ့ဟိုပေးဝယ်ရတာပါနော်ပြန်စံပေးဝယ်ရတယ်အဲဆိုတော့အဲ့ဒါတော့ကျွန်တော်ပတ်သက်ကျွန်တော်မရှင်းပြတော့ဘူး brandy ကတော့ brandy တော့မရှိတော့ဘူးနော် brandy တကယ်လို့ဒီအလုံးက brandy ရှိမယ်ဆိုရင် brandy ရှိကြအောင်သူပြမှာပါနော် apple friendly ပေါ့နော်အဲ့ဒါပြောချင်တာ apple ရဲ့ official brandy ကိုပြောတာပါ ပြီးတော့ service ဒါလည်းဟိုဒီခဏကျွန်တော်ပြောတဲ့ app ခန်းနဲ့လည်းဆိုင်တာပဲအဲ့ဒါလည်းဝယ်300လဲဟာလေးပေါ့နော်အဲ့တော့အာဒီကျွန်တော်တို့အဲ့ဒါကိုကြော်ကြော်လိုက်မယ်အနီရောင်ပြတိုင်းလည်းကျွန်တော်စိတ်ပူစရာမလိုဘူးနော်အဲ့ဒါတွေကကိုယ်နဲ့မဆိုင်ဘူးကိုယ်နဲ့မဆိုင်ဘူးဆိုတော့ခဏပြောလို့ပဲဝယ်300ရမယ်ဟာဆိုတော့အဲ့ဒါကြီးစိတ်ပူစရာမလိုဘူးဒီမှာ estimate budget date တဲ့အဲ့ဒါကြတော့ကျွန်တော်တို့ဒီမှာ November 2023မှာဝယ်ထားတာပေါ့နော် November ပေါ့2023နှစ်ကုန်ခန်းဒီမှာပေါ့သူဝယ်ထားတယ် ဲ့ဒါကြောင့်သူ့ရဲ့ brand တွေကလည်းကုန်သွားပြီပေါ့နော်အခုက2025ဆိုတော့လीเนาะအဲဆိုတော့ဟုတ်ပြီအဲပြီးတော့ဒီမှာ demo demo unit လာတဲ့ဒီ iCloud lock ပါညာဆိုတာကျွန်တော်ထက်စစ်လို့ရတယ်အဲ့ဒါကြတော့ဒီလုံးကအာ iCloud ဝင်နေလားမဝင်ဘူးလားဒါဆိုကျွန်တော်ကကျွန်တော်ရောင်းပေးတဲ့တုန်းဆိုကျွန်တော် ID ကျွန်တော်ဝင်ထားပေးတယ်ကျွန်တော်စမ်းသုံးပေးတယ်တကယ်လို့လာဝဲတဲ့အခါကျကျွန်တော်ထွက်ပေးတာပေါ့နော်ဒါကြောင့်လုံးပြောပြတာပါအဲ့တော့ demo unit ဖြစ်မဖြစ် လားဆိုတာကျွန်တော် no တဲ့မဖြစ်နေဘူးเนาะ demo unit ကဘာပြောလဲဆိုရင်ကျွန်တော် showroom အလုံးကိုပြောတာပေါ့နော် ဒီလုံးကျွန်တော်ပြီးမှထပ်ရှင်းပြမယ်နော်အာ no ရအဲ့တော့ဘာပြောချင်လဲဆိုရင်ကျွန်တော်တို့ဒီအဲဒီမိုယူနစ်ကကျတော့ showroom လုံး showroom မှာကျွန်တော်ပြတဲ့လုံးလေးနော်အဲ့ဒီလုံးလေးအဲ့ဒါဟုတ်မဟုတ်ပေါ့နော်အဲ့လိုအဲ့ဒီလုံးမဟုတ်ဘူးလို့ဆိုတော့အကြောင်း no လို့ပြရတယ်ပြီးတော့ဒီမှာ refer ဟုတ်မဟုတ်ပြင်ထားတဲ့လုံးလားပါလားဆိုတော့မဟုတ်ဘူး no ပေါ့နော် replacement device လားဆိုရင်လည်းမဟုတ်ဘူးအပဲ အစားပြန်အစားထူလာပြီးတဲ့အလုံလားဆိုလည်းမဟုတ်ဘူးเนาะအဲ့လိုမျိုး no လို့သူပြလာပြီးတယ်။ဒါ website မှာကျွန်တော်စစ်တဲ့နေပါ iron iron analog ကနေစစ်တာပါเนาะ။အယောင်ဆိုလည်းပန်းအောင်မှန်မှန်မှန်ဒီမှာပန်းအောင်လीเนาะ။ 128k k လက်မှန်တယ်။သူရဲ့ specification တွေသူရဲ့ file data ချက်လက်တွေအကုန်လုံးလည်းမှန်တယ်เนาะ။ဒါပန်းအောင်လीအဲ့လိုမျိုးပါเนาะ။ဒါတော့ကျွန်တော်တို့အဲ website မှာစစ်တဲ့နေပါ အဲ့တော့ဘယ် iPhone model မဆိုကျွန်တော်တို့စစ်လို့ရပါတယ် serial number ကို copy လုပ်ပြီးရင်ဒီမှာ iron log မှာ paste လုပ်ပြီးတော့စစ်လိုက်အောင်ပေါ့နော်ဒါ website မှာစစ်တဲ့နေပါ okay ဆိုတော့နောက်တစ်လုံးကကြတော့ကျွန်တော်ဒီတွဲလုံးလေးပေါ့နော်ဒီမှာတွဲလေးကျွန်တော်စစ်လိုက်ကြော iPhone 12 12 white เนาะအဖြူရောင်လေးခဏကျွန်တော်ဘယ်လိုပဲဒီမှာ yes yes ဒီမှာ apple ခဲလည်းမဝင်တော့ no brandy လည်းမရှိတော့ဘူးဒီမှာဆိုလဲဒီမိုဂျင်းနဲ့မဟုတ်ဘူး no ပေါ့နော် refer လာဆိုလဲ no ပါ replace device လာဆိုတာ no ပါเนาะ तू อ่ะ China じゃတော့อีဟိုဒီ country of purchase ဆိုလို့ပေါ်တယ်အဲ့ဒါဘာလို့ပေါ်လဲဆိုရင်ကျွန်တော်အဲ့ဒါပြောပြအောင်တချို့ကြာစိတ်ပူမှာဆိုလို့ China ဆိုပြီးတော့ဟိုမကောင်းဘူးလို့ ထင်နေကြမှာဆိုတော့မဟုတ်ဘူးเนาะမဟုတ်ဘူးဗောနော်အဲ့ဒါ China ကြတော့ကျွန်တော်တို့အဓိကက China လည်းရှိမယ်ကိုရီးယားလည်းရှိမယ်စင်ကာပူလည်းရှိမယ်ဂျပန်လည်းရှိမယ်မျိုးမျိုးပေါ့เนาะအဲ့တော့ UAE တွေဘာညာအများကြီးရယ်ဘရာဇီးတို့ဘာတို့အဲ့လိုမျိုးနိုင်ငံလိုက်ပေါ့နိုင်ငံတန်းကသူကဖြတ်ကြည့်ပေးရတယ်ဆိုတော့အဲ့ဒါကြောင့်ဟိုဒီ region ခွဲထားတာဗောနဒီကောင်က CHC လုံးဆိုတော့လေ CHC လုံးကတော့သူရအားသာချက်က single ငကဲရမှာဗောနော်ပြီးတော့ ZA အလုံးရမှာနောက်တစ်မျိုးလည်းရှိသေးတယ်နောက်တစ်နိုင်ငံဗောအဲ့နိုင်ငံကတော့ကျွန်တော်မသိဘူးဆိုတော့အဲ့ အဲ့လိုမျိုးလေးပေါ့နော်ဒီကောင်ကကျတော့သူ China region လုံးလေးဆိုရင် तू ကပြတာတက်တယ်ဒီ country of purchase ဆိုတော့ပြီးတချို့နိုင်ငံဆိုလည်းပြတက်တယ်ဒါပေမဲ့ဟိုတစ်လုံးနဲ့တစ်လုံးတော့မတူဘူးနော်တကယ်ဒီကောင်လေးတစ်ခုပို့လာတာပေါ့နော်အဲ့လိုရှိတယ်အဲ့တော့ဒါကလည်းစိတ်ပူစရာမလိုဘူးနော်အတိအကျကျွန်တော်စိတ်ပူရမှာ refer ဖြစ်နေမှာကိုပဲစိတ်ပူရမယ်အခု refer ဆိုလည်း no ပေါ့နော် refer မဟုတ်ဘူးဆိုတာပြီးတော့ကျွန်တော် refer နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗီဒီယိုတစ်ပုဒ်တင်ပြပါမယ်အဲ့တော့ဒီလုံးတွေက refer မဟုတ်ပါဘူးအဲ့အတွက်တော့စိတ်ချပါ တော့ကျွန်တော်ဒါ website မှာစစ်တယ်နေပါအဲ့တော့ okay ဆိုတော့ကျွန်တော် video တွေနောက်ဆိုရင်လဲကြုံကြုံတလို့ဟိုကျွန်တော်တိတိလောက်နားလဲတလောက်ထပ်ပြီးတော့ဟိုဝယ်သူတွေအတွက်ဒီအသုံးပြုတွေအတွက်အဆင်ပြေအောင်ကျွန်တော်ထပ်ပြီးတော့ညဝေးပြီးသွားပါဦးမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကြည့်ပြီးတဲ့အတွက်အားလုံးပဲ good luck ပါ